ဒီကဘာဟာမောင်မိုက်ဒီဖုံးလွှမ်းရင်ခုန်သံခံစားချက်တနဲ့ရှင်တလာသူထောင်ရခီလမ်းမှာနာချင်စွာညှိတွားသံစဲကိုရောရဲ့အနာတို့မင်္ဂလာပါကျွန်မနာမည်အေဒင်ချွေလို့ခေါ်ပါတယ် ်သတိဖျားအတွက်သတိခံပေးရတာဖြစ်တဲ့အတွက်ဒီကဘေးဖျားကိုယေရှုတင်နေဒီထဲမှာလည်းမြန်မာလိုပေါ့နော်ဗမာစကားနားလည်တဲ့သူတွေလည်းပါမယ်လို့ယုံကြည်ရယ်ဆိုတော့ကျမလည်းမြန်မာလိုပဲကောင်းကောင်းပြောရတာဆိုတော့အင်္ဂလိပ်လိုလည်းသိမရပါဘူးဒါကြောင့်မြန်မာလိုပဲသတိခံချင်ပါတယ်ဆိုတော့ကျမတို့ပေါ့နော်9မိနစ်ဆိုတော့ကျမစမ်းပိုက်လေးတစ်ပိုက်ကျမဖတ်ပြချင်တယ်ပေါ့နော်ဒီစမ်းပိုက်လေးကကျမကိုဖျားရဲ့မြေတားကိုပို့ပြီးတော့တည်လာအောင်ပေါ့နော် support လုပ်ပေးတဲ့စမ်းပိုက်လေးဖြစ်ပါတယ် um အမြတ်ဆာလံ30ပေါ့နော်ဆာလံ30ပိုက်5ပေါ့နော်ပိုက်ငယ်5အာအမြတ်တော်ဒီခဏထွက်ဤခြေဆူတော်မူကတသက်လုံးတည်ဤညာဦးရန်၌ငိုကြွေးခြင်းသည်လာ၍တဲခေါ်ဤနနက်ရန်၌ကသချင်းဆိုတော်ခွင့်ရှိဤတဲ့ကျမတို့တခါလေးပေါ့နော်ကျမကိုယ်တိုင်လည်းဟိုတက်ဒီ အာခရစ်စတန်အော်ဘယ်လိုပြောမလဲယုံကြည်သူမဖြစ်ခင်နဲ့ဖြစ်ပြီးရဲ့အခြားမှာလေဂျားရဲမှာပေါ့နော်အော်ကြုံရတဲ့အခက်ခဲတွေနာကျင်ကျင်းနေကြအောင်ကျွန်မတခါလေဖျားကိုမေးခွန်းထုတ်မိတဲ့အခါတွေရှိတယ်။ဒါပေမဲ့ကျွန်မယုံကြည်သူဖြစ်သွားလို့ဖျားကိုဖျားကိုကယ်တင်ရလိုက်လို့ကျွန်မနောင်နိုင်ရတယ်ဆိုတာဘဝမှာမရှိပါဘူး။ဖျားကို ပို့ပြီးတော့ချစ်လာတာပဲရှိရဲ့ဆိုတော့ကျမတို့ဒီခါလေးကြာရင်ပေါ့နော်ဘဝမှာကြုံလာတဲ့အခက်ခဲတွေကနာကျင်စရာတွေကဖះအောင်မိကွန်းထုတ်ပြီးတော့မှဟိုဖះနဲ့ဒီခါလေးကြာရင်ဝေးသွားတတ်တယ်ပေါ့နော်ဒါပေမဲ့ဖះကကျမတို့ကိုသူမကြိုက်တဲ့အရာကြီးလုံနေရင်တော့မှပေါ့တော့သူကအမြဲတမ်းပေါ့နော်သူ့ရဲ့ agency သူ့မှာ calling time ဆိုတာရှိရယ်ပေါ့နော်သူပြန်ပြီးတော့အမြဲတမ်းဆွဲခေါ်ပါတယ်ဒါကြောင့်ဖះခင်အရန်ချစ်ဖို့ကောင်းတယ်ကျမရဲ့အသက်တာမှာလေဟို ဒီအခုအခုလိုမျိုးပေါ့နော်ဒီတသက်ခန့်နဲ့ယုံကြည်သူစဖြစ်ခါစားတော့လည်းဖရဟိုပေါ့နော်အရန်ကိုနေတိုင်းကျမတို့ဝိပုကိုးခွေတဲ့အချိန်ပေါ့နော်ချိခဲ့တယ်ဒါပေမဲ့တခါလေးနာကျင်စရာတွေဖြစ်လာတဲ့အခါကိုမျောလင့်ထားသလိုဖြစ်မလာတဲ့အခါဆူတောင်းတဲ့အရာတွေဖြစ်မလာတဲ့အခါတခါလေးဟိုဘယ်လိုပြောလဲပြန်ပြီးတော့ဟိုကိုးတောင်းဖြစ်သွားတတ်တယ်ပေါ့နော်ဆိုတော့အဲ့အချိန်တွေလည်းကျမကြော်ဖြတ်ခဲ့ရတာဖြစ်တဲ့အတွက်အခုချိန်မှာတော့တကယ် fire ပါဖြတ်ခင်ကကျမကို ပြန်ပြီးတော့ရွေးနှုတ်တယ်ပြန်ပြီးတော့မှသူ့ရဲ့မျက်မှောက်တော်ကိုပြန်ဆွဲခေါ်တယ်တကယ်တော့ကျမအနေနဲ့ဆိုလို့ရှိရင်ဒီလိုနေရာမျိုးမှာဒီလိုတသက်ခံမှုဆိုတာက ကျမတကယ်တော့မဆုံးလင်ပါဘူးကျမမပြည့်စုံဘူးကျမမဘာမှမရှိဘူးဘာရည်ချင်းမှမရှိဘူးဒါပေမဲ့ဖခင်ကကျမကိုရွေးနှုတ်ကယ်တင်ပြီးတော့မှတကယ်ပဲကျမအသုံးပြုတယ်ပေါ့နော်ဆိုတော့ဖခင်ကအရင်မဲ့ချစ်ဖို့ကောင်းတယ်ကျမတို့လူတွေထဲမှာလောကလူတွေထဲမှာကျမတို့ဟိုဘယ်လိုပြောမလဲ reject ပေါ့နော် rejection ဆိုဟိုဘယ်လိုပြောမလဲညင်းပယ်ခြင်းတွေပေါ့နော်ကျမတို့ခံရပင်ပဲလေဖခင်ကအဲ့ဒီညင်းပယ်ခြင်းတွေကနေကျမတို့ကိုရွေးနှုတ်ကယ်တင်တယ်ဖခင်ဖြစ်တယ်ကျမတို့ကိုနေရာပေးတယ်ဖခင်ဖြစ်တယ်ဒါကြောင့်ကျမကတော့အရင်ဖခင်ကိုချစ်တယ်ပြော့ ဒီနေ့မနက်ကျွန်မပေါ့နော်စင်ချင်မိရဲ့ចမ်းပိုက်လေးကတော့အာဝင်လေးဝင်လေး၍ပြမန်းတော်သူများငတ်ထန်တို့လာလို့ဆိုရဲចမ်းပိုက်လေးပေါ့နော်ဆိုတော့ကျွန်မတို့ကိုဖယားခင်ကဘရောမဝင်တော့မပေးပါဘူးဖယားခင်ကကျွန်မတို့ကိုအမြဲတမ်းအေးအေးချမ်းချမ်းတတရရရနဲ့ဘဝကို ဖြတ်တန်းစေခြင်းနဲ့ဘုရားခင်ဖြစ်တယ်ကျမတို့က window ဆိုတာ sudden saramanas ရရလာမယ်ဟိုမပြည့်စုံခြင်းတွေဟိုဘုရားသခင်ကတကယ်တော့ဒါကဟိုတခါလေကျမတို့ခံစားရတဲ့နာကျင်ခြင်းတွေကသူ့ရဲ့တွင်တင်ခြင်းတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ကျမတို့ကမဖြစ်လဲဆိုလို့ရှိရင်အဲ့ဒီအရာတွေဘာမှမကျင့်တတ်ဖြစ်ပြီးတော့တခါလေ window ဝင်ပိုးတွေဖြစ်သွားစီရယ်ပေါ့နော်ဆိုတော့အဲ့ဒီ window ဝင်ပိုးတွေကနေပြီးတော့ဖះရနဲ့ဝေးမသွားဘဲနဲ့မှ window ဝင်ပိုးတွေဖြစ်လာခဲ့ရင်တော့မှစာရမဏေရဲ့တိုက်ခိုက်နောက်ဆက်ခြင်းတွေခံရရင်တော့မှကျွန်တော်တို့ဖះကိုဖះထံတိုးဝင်ပြီးတော့ဖះကိုပို့ပို့ပြီးတော့ချစ်ပေးဖို့လိုပါတယ်ကျွန်တော်တို့ကမေ့နေရင်တော့မှဖះကကျွန်တော်တို့တစ်ဖက်သက်ချစ်တဲ့ဖះဖြစ်တယ်ဒါကြောင့်မလို့ဖះသခင်ရဲ့ကြီးစွာသောချီးမွမ်းတဲ့ဒီမှာလာရောက်ကြတဲ့အယောက်ချင်းစီတိုင်းရဲ့နှလုံးသားကိုလည်းဖះခင်အာဖွင့်ပြပါစေလို့ကျွန်မဆုတောင်းပေးပါရယ်ဖះသခင်နာမှာဘုန်းကြီးပါစေ